တက်ခြင်းချင်းဆက်သွယ်တဲ့ဟာတွေကိုခုနမိုင်းတဲ့တာဝါတိုင်းတွေဖုန်းလိုင်းတွေညာနေတုံးပြီးတော့ဒီပြန်ပြီးတော့ဒီခုန fiber order နေရာမှာအစားထိုးပြီးဂျာကြီးကိုလက်ရှိတုံးနေတယ်လို့သိရတယ်အခုတဘာဝက i fiber order line တွေကိုဖြတ်ပြီးလိုက်တယ်ဆိုတော့သူတို့ i fiber order line ကိုပြန်လုပ်ဖို့အတွက်ကနီးပညာအပြင်နောက်ဘယ်နေရာပြတ်သွားတယ်ဆိုတာတတိကျတတိပပတိုင်းတာနိုင်တဲ့အခြေအနေမျိုးမရှိဘူး တို့ဘလို့ပဲတရင်တွေဖုံဖုံပေါ့နော်ဒါကျွန်တော်တို့လည်းတက်သေးကိုစောင့်ကြည့်နေရရှိတယ်အဲ့ဒီအချိန်မှာအရင်အမြဲတမ်းတို့ online အမြဲတမ်းဖြစ်တဲ့တက်သေးကလူတွေတော်တော်များငလင်းလုတ်ပြီးနောက်ပိုင်းမှာတို့လုံးဝမရှိတလောက်ဖြစ်သွားတယ်ကျွန်တော်တို့အာဒီကောင်တွေဘယ်ရောက်သွားလဲဒီကောင်တွေနောက်ဆုံးပြတေတဲ့ပါသွားပြီလားမဟုတ်ဘူးဒါပေမဲ့တို့ကိုယ်တိုင်ဟိုမအားလက်တော့ဘူးဘာလို့မအားလဲဆိုတော့တို့တို့ကိုတို့ပြန်ကယ်နေရပြကျွန်တော်ချွတ် တက်တွေဆိုလို့ရှိရင်ဟိုဟာလက်နက်ဟိုဟာလက်နက်စနစ်တွေရှိတယ်ဂိုးကောင်တွေရှိတယ်အဲ့လိုဂိုးကောင်တွေပြိုကျပျက်စီးကြ အကုန်လုံးပြက်စီးဘူးဆိုတော့တကောင်းနေဟိုဘယ်လိုပြောမလဲထိခိုက်မှုတွေရှိတယ်အဲ့တော့တို့အထက်ကပြက်စီးကိုအပြင်ထုတ်တာဟိုပြန်သိမ်းတာအဲ့လိုမျိုးခါတွေတို့တို့ဟိုလုံနေရတဲ့တို့တို့ကိုယ်တိုင်တို့တော့တို့ဟိုလူမှုကွန်ရက်မှာမတုံးနိုင်ဘူးလိုင်းမှာမတွေ့ဘူးတို့ကျွန်တော်အဲ့ဒါကိုတွားပြီးတော့ဆက်ဆက်ပြီးတော့တွေးကြည့်လို့ရရပေါ့နော် ဟုတ်တယ်ဆက်သွယ်လို့မရဘူးကျွန်တော်လည်းရှုပ်လိုက်ဆိုခုရှုပ်သတင်းနေတောင်မှကျွန်တော်တို့ဒါတခြားနေရာတငယ်ချင်းနေရာတွေတစင်းဆက်သွယ်လို့သိရတာပေါ့နော်ဒီဓာတ်ရိုက်ဖြစ်တဲ့တဒဥလေတတ်တို့ဘာလို့ဆိုလို့ချင်းဓာတ်ရိုက်စေယုံဝင်းနေရာတငယ်ချင်းဆိုဆက်သွယ်လို့ကိုမရတဲ့အနေအထားတစ်ခုဖြစ်တယ်အပိကပြဿနာဘာဖြစ်သွားလဲဆိုတော့ဒီ fiber line ပြတ်ထောင်မှုကတော်တော်ကိုပြင်းပြင်းထန်ထန်ဖြစ်သွားတယ်ဒီနေပြည်တော်အတက်ဒီတောင်ကုန်းနေပြည်တော်အားနဲ့မြောက်ဖက် အကုန်လုံးဒီမြစ်ကြီးနားကျွန်တော်တို့လေတန်းနဲ့ပတ်သက်လို့ရှိရင်တော့တတဦးရှမ်းတဲ့မြစ်ကြီးနားဟုံးမလင်းအကုန်လုံး fiber line တွေအဲ့28ရက်နေငလင်းလောက်ပြီးမှာအကုန်ပြတ်သွားပါအဲ့တော့တော့ဒီဒါအဲ့နဲ့ပတ်သက်ပြီးမေးချင်တာပေါ့ငလင်းကန်ကြောင့်ပေါ့စစ်တက်ခဲ့ fiber ကွန်ရက်တွေဆက်သွယ်ရေးတွေပေါ့ထိခိုက်မှုရှိတာဘာဖြစ်လဲဆိုတော့ကျွန်တော်နေပြည်တော်မှာထိခိုက်မှုတော်တော်ကြီးခဲ့တယ်စစ်ရုံးမှာသူတို့အစည်းအဝေးလုပ်အောင်လုပ်နေတော့ထွက်ပြေးခဲ့ရအနေထားရှိတယ်တစ်ဆက်တည်းမှာပဲဒီနေပြည်တော်စစ်ရုံးမှာဆိုလို့ရှိရင်ကျွန်တော်တို့အမေပေးကုတ်ကဲမှုဌာနချုပ်လို့ပြောတဲ့ကွန်မန်းစင်တာတွေဆိုတာရှိတယ်အဲ့ဒါတွေက အစာဥပမာစောက်ထားမှာမဟုတ်ဟိုးမြေအောက်မှာသူတို့ဒီဥမင်တူပြီးတော့စောက်ထားတာတရုတ်ရဲ့ဤပညာရဲ့မြောက်ကိုရီးယားရဲ့ဤပညာရဲ့နေပေါင်းဆက်ပြီးတော့သူတို့စောက်ထားတာရှိတယ်။နောက်ပြီးတော့ဒီနေပြီးတော့မြို့ပေါ်ကတက်တယ်ချွတ်တက်တယ်မှာဆိုလို့ရှိရင်လည်းအဲ့လိုမျိုးစကမ်းတွေပေါ့နော် ရှိတယ်။အဲ့တော့ဒီငန်လင်တန်ကြောင့်ကောဒီလိုမျိုး command center လို့ခေါ်တဲ့အမေပြေကုတ်ကဲဝဌာနချုပ်တွေကောထိခိုက်မှုတွေရှိနေသလား။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုကြီးကပြောပြပေးပါဦး။အထက်ကတော့ခေါနာဒီကျွန်တော်တို့စက်တက်ကသူကဘာလောက်ထားလဲတော်တော်သူကဒီ ် online သုံးလို့ရှင်အဲ့လိုအဖောက်ခံမှာဆိုလို့တခြားသူလုံခြုံရေးရစိတ်မချတဲ့အတွက်သူကဒီ fiber optic နဲ့ offline ကိုကျွန်တော်တို့အဓိကသုံးခဲ့တယ်အဲ့မှာဘာကြီးသုံးလဲဆိုတော့ခုနကျွန်တော်ဒီလေချောင်းရံကာကွယ်ရေးမှာကိုလို့သုံးခဲ့တဲ့ဒီလေချောင်းရံနဲ့ပတ်သက်တဲ့ image တွေကိုဒီ command center တွေကိုပို့တာကျွန်တော်တို့အဓိက main အဓိက center တွေပို့တယ်နေပြီးတော့စက်ရုံးကိုပို့တယ်ဒီ image တွေကိုသူက fiber line တွေကပို့တာရှိတယ်နောက်တစ်ခုကဖုန်း line ဖုန်း line ဆိုလို့ရှင်လုံးဝ fiber optic နဲ့တီးတန့်သွားတယ်အဲ့ဒါကလုံခြုံရေး line ကိုအဲ့အဲ့ကျွန်တော်တို့ ဟိုအဲကျွန်တော်ဒီလေကြောင်းကာကွယ်ကိုကံမှုဌာနမှာနေခဲ့တော့ဆိုဒီ fiber line နဲ့တုံးတဲ့ဖုန်းတွေတုံးခဲ့ရတာပေါ့နော်မီးပြတ်လို့ရှိရင်ဒီကောင်တွေပြတ်သွားတယ်ပြီးတော့မီးဆက်ချက်ချင်းပြန်နှိုးมาပဲလာတယ်ဆိုတဲ့ပုံစံမျိုးအဲ fiber line နဲ့တုံးတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီအရာရှိစစ်တီတွေရဲ့ကိုယ်ရေးချက်လက်တွေဒီဟာတွေ database တွေကိုကျွန်တော်တို့တိုင်းစစ်ဌာနချုပ်တွေအကုန်လုံးကထည့်လိုက်တာနဲ့နေပြီးတော့စေရုံးကိုတန်းရောက်ပါတယ် ီ fiber line ကနေပို့တာပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ဒီ chain နပို့တဲ့စနစ်တွေပြီးတော့စာပေးစာယူလုပ်တဲ့စနစ်တွေဒီ ASEAN mesh စနစ်ဘယ်လိုခေါ်ရလဲပေါ့နော်ကျွန်တော်တို့ major x စနစ်တွေအကုန်လုံးက fiber optic နဲ့သွားတာပေါ့နော်အဲ့တော့ဒီအဲငလင်လှုပ်ပြီးနေမှာအဲ့ fiber line ကလုံးဝပြတ်ထွက်သွားတယ်ပြတ်ထွက်သွားတဲ့လက်ချင်းမှာအဲ့နေရာတော့လုံးဝတို့ဟိုပါဖြစ်ပြီးအဲ့တော့ဘာလို့29ရက်နေမှာတို့ပြန်ရလဲဘယ်လိုပြန်ရလဲဆိုတော့ဒီ mind day ဲ့ဒါကျွန်တော်တို့ထွက်လာပြီးနောက်ပိုင်းမှာအဲ့စနစ်တွေပြန်လောက်တာဒီအဲ့မှာဒီ mind day အရေးပေါ်တာမျိုးတွေဖြစ်လာရင်ဒီ mind day ကနေတဆင်သုံးလို့ရအောင်ဆိုပြီးသူတို့ stick တွေလောက်တာရှိတယ်စစ်တစ်တွေဖန်လိုက်တာအဲ့ stick တွေနဲ့ထိုးပြီးတော့ဒီဒီအဓိကတော့စာပေးတဲ့စနစ်ပေါ့နော်ခုနကဒီ radar image ပို့တာတော့မဟုတ်သေးဘူးဒါပေမဲ့ဒီခုနသာမန်သူတို့စာပေးတဲ့စနစ်တွေပြန်ပြီးတော့ပြန်တက်ချင်းချင်းဆက်သွယ်တဲ့ဟာတွေကိုခုန mind day tower တိုင်းနေဖုန်းလိုင်းတွေကနေသုံးပြီးတော့ဒီ အဲပြန်ပြီးတော့ဒီခုန fiber order နေရာမှာအစားထိုးပြီးယာယီလက်ရှိတုံးနေတယ်လို့သိရတယ်ခုချိန်ထိဒီ fiber line တွေပြန်ရဖို့ cable တွေပြန်ရဖို့ဆိုတော့တော်တော်မလွယ်ဘူးဘာလို့မလွယ်လဲဆိုတော့ပြတ်သွားတာလေတော်တော်များတော်တော်နောက်လျှောက်အထက်ပိုင်းနောက်လျှောက်တွေအကုန်လုံးဒီငလင်ပြည့်ရွှေကျော်မှာနောက်လျှောက်ရှိရဆိုတော့လေဒါတွေအကုန်ပြတ်သွားတော့ဒါတွေကိုတို့ဟိုအနည်းဆုံး6လတာနှစ်ကတော့ကြာမှာပေါ့နော်ဒါတော့အဲ့တော့တို့ဒီလက်ရှိကတော့တို့အဲဒီတချို့ဟာတွေတို့ရှင်တို့ဒီ fiber group တွေ fiber တွေရတဲ့ပြန်တော့တယ်ဒီခုနကခုနကဒီ အဲတချို့ဟာတွေတို့ရှင်ဒီ mind ရနေပြီးတော့ပြန်သုံးတယ်အရင်တုန်းကဆိုပြကျွန်တော်တို့ video conferencing လုပ်တဲ့ကိစ္စတွေဆိုလို့ရှင်ဒီ fiber line က offline နဲ့ပဲလုပ်ကြတာဒီတနေရာနဲ့တို့တို့တိုင်းနေစင်းတာကြောင့်အဲ့လိုမျိုးလမ်းလောက်တာအထက်ကတော့ခုနအသက်သွေးကြောလို့ပြောရမှာပေါ့နော်ကျွန်တော်တို့အရင်တုန်းကဆိုကျွန်တော်တို့ online အဖွဲ့တွေတောင်းမှကြောဒီဆက်သွေး line တွေဖြတ်ပါဘာညာကြောအခုကကျွန်တော်တို့အဖွဲ့တွေဖြတ်ကြမလို့တဘာဝကြီးကသူ့အဆိုဖြတ်ပေးလိုက်တဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်သွားတော့ ဟုတ်ကဲ့ကျေးဇူးပါခင်ဗျာကိုလူသားအနေနဲ့ရောဒီလိုမျိုးဆက်သွယ်ရေးကွန်ရက်တွေနောက်ပြီးတော့ဒီ fiber ကွန်ရက်တွေပေါ်ထိခိုက်မှုနဲ့ပတ်သက်ပြီးတော့ပြောပြပေးပါအောင်တစ်ချက်တော့ဘယ်လိုမျိုးရှိလဲ fiber optic line တွေကငကိုတွေရှိရရှိတယ်ဆိုတာသူတို့ဒီ fiber optic ကိုအကောင့်တွေပေါ်လာတဲ့အချိန်မှာဒီ2000နဲ့ဟိုပါပေါ့အဲစက်နှစ်စက်နှစ်လောက်မှာအဲ fiber optic နဲ့ virus ဆိုတဲ့စက်တွေဂျီနန်အဖို့ယူလုပ်တဲ့ဟာတွေအဲ virus ဆိုတဲ့စက်တွေလို့အဲတက်တွေတက်တွေမှာ base တွေထိုင်သူရဲ့အဓိက main စာပါက တငင်းဟုံးစာပါရှိမယ်နေပြီးတော့စာပါရှိမယ်အဲ့စာပိုင်းနဲ့ထိုင်နေတာလေအဲ့လိုင်းတွေကိုပြတ်သွားတယ်ကြာရတော့ဒီ virus တွေကစပြီးလာတယ်သူတို့ဒီ fiber optic တွေစမ်းတတ်တဲ့ဥစ္စာပေါ့အဲ့အဲ့အရှိမှာတော့သူဒီ EDMS ဆိုတဲ့ဥစ္စာတွေတင်နန်းနေပေးတာလေအဲ့ဒါပေမဲ့ EDMS တင်နန်းတွေကမရန်လာနိုင်ဘူးမရန်လာနိုင်ရင်လည်း fiber optic ကိုဆက်သွားပြီး virus နဲ့ဆက်သုံးတယ်ဒါပေမဲ့အဲ့ virus လည်းမရန်ဘူးနောက်ပိုင်းတော့သူအဲ့ EDMS ကိုဒီ anything ပြည့်စင်ပြီးွားရဲ့အချိန်မှာတူနေရတော့တယ်အခုတဘာဝက fiber optic line တွေကိုဖြတ်ပြီးလိုက်တယ်ဆိုတော့သူတို့အဲ့ fiber optic line ကိုပြန်လုပ်ဖို့အတွက်က နီးပညာအပြင်နောက်ဘယ်နေရာပြတ်သွားတယ်ဆိုတာတတိကျတတိပပတိုင်းတနိုင်တဲ့အခြေအနေမျိုးမရှိဘူးအဲ့တော့ဒီဟာတွေကိုပြန်ပြင်ဖို့ဆိုအချိန်ကာလတစ်ခုကြီးကြာအဲ့တော့သူလမ်းရိုးနန်းစင်တိုင်းပါပြန်လို့ရလဲဆိုတော့ဒီတာရင်တက်ဖွဲ့မှာရှိနေတဲ့တွေအကုန်လုံးကကိုချင်းချင်း Viber group တွေချိန်ဆက် Messenger group တွေချိန်ဆက်အဲ့ဒီရနေပို့အဲ့အဲ့အဲ့မျိုးတွေပဲဆိုပြီးဂျင်းနဲ့အဝင်ထွက်အသွားလာတွေပြန်ပြန်လုံနေတဲ့သဘောပေါ့နောက်ပြီးတော့နောက်တစ်ခုရှိတာဒီဟိုပါပေါ့ IP star ဆိုတဲ့ဟာမျိုးတွေဒီနေနေဝေးတွေမှာလေအဲ့ဟိုဒီစလောင်းအကြီးကြီးနေအဲ့အမျိုး ချက်တည်တယ်အဲအန်ဒူကတော့အရန်တော့ရှိတာပေါ့ဒါပေမဲ့အဲ့ဒါလည်းသူ data အချင်းဟိုလောက်ပို့လို့ရပါဘူး data တော့ပို့ရတယ်ဒါပေမဲ့အေးဟာလည်းသူကဒီ mute ပေါ်တက်တယ်မတွေ့ရခဲ့တယ်ဒီအဝေးလံခေါင်းတည်တဲ့တက်တယ်မှာပဲ mute ပေါ်တက်ရောဒီတိုင်းဆက်သွယ်ရေး online ပဲတုံးကြရမှာမရဘူးဟိုကဟို radar image လို့ဟာမျိုးတွေကြတော့လေဒီ optic နဲ့သွားတာပို့ပြီးကောင်းတာပေါ့နော်နောက်တစ်ခုကကဲလို့အဲ့ပြတ်သွားတဲ့နေရာတွေသူတို့ light ဒီပြန်ဆက်မယ်ပြုပြင်မယ်ဆိုတော့ခုလက်ရှိအခြေအနေကသူတို့တော့အဆင်မပြေတော့ဘာကြောင့်လဲဆိုတော့ဟိုသူတို့ဒီဥမာမြကြီးနားဘက်ကို မဘာခနယ်မြေကိုသွားတာတွေပြီးတော့ဒီအနောက်မြောက်ပိုင်းစစ်ဆန်ရေကိုသွားတဲ့ fiber line ချောင်းတွေရဲ့ line ချောင်းတွေရာ PDN နယ်မြေတွေတိုင်းဒါဆုံးမိုးထွက်ချုံနယ်မြေတွေရာဖြတ်သွားတာအဲ့တော့တို့လိုက်ပြင်လို့မရတော့ပြဿနာအဲ့လိုဖြစ်သွားပါဘောနော်ဟုတ်ကဲ့ဒါကျွန်တော်တို့ဒီရသလောက်ဆိုလို့ရှိရင်ဒီ command ဆက်နိုင်ရဆိုတော့တို့ဦးတန်းရွှေကိုလက်ထက်ကပေါ့နော်တို့ကအာနာရှင်တွေဘယ်လိုမျိုးညီကုန်းချုပ်တယ်ဆိုတော့တို့ကအရှိမဥပမာတာတကရေကြုံကကြုံဟောပေါ့တို့တွေ့ထားတွေ့ထားရအတွက်တို့ကိုယ်တိုင်ဘုံတန်းတို့ ဒီလိုမျိုးဒဏ်တွေခံနိုင်အောင်တို့ပြင်ဆင်ထားတာပြင်ဆင်ထားတာပေါ့နော်မသိတော့ဒါနိုင်ငံတော်ကြီးကိုနိုင်ငံကြီးကိုကာကွယ်မယ်ဆိုတဲ့ဟာတော့မဟုတ်ဘူးအာဏာရှင်တွေရဲ့ညီကုန်းကိုတို့ကကြိုတိထားတာဖြစ်တဲ့အတွက်တို့ကိုယ်တိုင်ဒီ command center တွေတို့ရဲ့ဟိုစစ်တပ်ကိုအတုံးချအောင်ပေါ့တို့ကကပိုက်ဆောင်တက်လို့မျိုးအတုံးချပြီးတော့ဒီတရုတ်တို့မြောက်ကိုရီးယားတို့ကဒီပညာတွေကိုခေါ်ခေါ်ပြီးတော့မှတို့ကိုယ်တိုင်ဟိုတို့ကိုယ်တို့ဘလို့ကာကွယ်မယ်ဆိုတာကိုဟိုပြင်ဆင်ပြီးတော့တိစောက်ထားတာဖြစ်တယ်ပေါ့နော်ဒါအခုလိုမျိုးဒါထိကိုင်းမှုတွေရှိမှာတော့ဂျင်းတည်ဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုး မြေအောက်မှာသူတို့တိဆောက်ထားတာဖြစ်တယ်နောက်ပြီးတော့တကယ်ငလင်ကြောတယ်လေဒါသူတို့နီးစပ်တာဖြစ်တယ်လို့ဒါသူတို့ဒါရောသူတို့ကြီးကြိုက်နင်တာဆုံးရှုံးမှုတွေရှိမယ်လို့ဒါကျွန်တော်နေတယ်တခုတခုပြောတော့ဒီဘက်မှာငလင်လှုပ်သွားရအတွက်ပြည်သူလူထုတော့ထိခိုက်တယ်ဒါဆုံးရှုံးနေတာကြာဝမ်းနေကြပေါ့အဲတော့ဝမ်းသားတဲ့တခုကြတော့ဒီဘက် fiber line တွေသူရဲ့ကွန်ရက်တွေပြတ်တော့သွားရအတွက်တဘာဝပေးတဲ့လက်ဆောင်တော့ဒေါ်လာ8ဘွဲ့တွေရလိုက်တယ်လို့ပြောလို့ရတာဟုတ်ကဲ့ဟုတ်တယ်ကျေးကျေးဇူးပါခင်ဗျာဒီဒါနဲ့နောက်တော့တစ်ဆက်သေးပဲပေါ့နော်ဒီငလင်ဖြစ်ပြီးတော့ ပြည်သူတွေဒုက္ခရဲ့ရောက်တဲ့အချိန်တည်ကြည်ပျက်စီးမှုတွေများတဲ့အချိန်မှာဒေါ်လိုင်းတက်ဖွဲ့တွေကအပြည့်ရမယ်ဆိုပြီးတော့တို့ထုတ်ပြန်တယ်ဗောအန်ယူဂျီဆိုလို့ရှိရင်လည်းဒါတို့နှစ်ပတ်အပြည့်ရမယ်အန်ဒီနောက်သုံးပတ်ဆိုလို့ရှိရင်လည်းအပြည့်ရမယ်လို့ဒါတို့ထုတ်ပြန်တာရှိတယ်နောက်ပြီးတော့ဒါဟိုဗောဒီတခြားဒေါ်လိုင်းလက်နက်ကန်အဖွဲ့တွေအကုန်လုံးကအပြည့်ရမယ်ဒါပြည်သူတွေဟိုဟာဖြစ်တဲ့အတွက်ဟိုကူညီကယ်ဆယ်ဖို့တော့ဗောနော်အဲ့ဒီမှာမင်းအွန်လိုင်းကပရမတ်တစ်ခေါက်ကအပြည့်မရဘူးအပြည့်မရဘူးလို့သူပြောရဗျာသူဆက်ပြီးတော့ထိုးစစ်ဟိုသူ့လုပ်ကိုသူလုပ်မယ်ပေါ့ ဒါပေမဲ့ဖြစ်ကျင်တော့အဲ့ဒီမနဲ့မှလားအဲ့ဒီမှလားမသိဘူးဒီတရုတ်ရဲ့ရင်နှန်းရင်နှန်းကိုသူတို့ဟိုဟာပြစ်ပြစ်ပြစ်ခတ်ကြတယ်နောက်ချိုးအဲ့ဒီပြစ်ခတ်ပြီးတော့ညနေပိုင်းတော့သူအပြစ်ရမယ်ဆိုဖြစ်သွားပြန်အောင်သူတယောက်တည်းကိုသူအမျိုးမျိုးပြောရပါတော့ဒါနဲ့ပတ်သက်ပြီးတော့ဗောဒီသူ့ရဲ့ဇကားကိုဘယ်လောက်တည်နိုင်မလဲဘာဖြစ်လို့လဲဆိုတော့သူအဲ့လိုမျိုးအပြစ်ရမယ်လို့ပြောပြီးတော့နောက်နေမှာပဲသူကဒီကချင်ပြည်နယ်ကိုလေကြောင်းကနေဘုံကျက်တိုက်ခိုက်တာအများကြီးလုပ်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အကိုအနေနဲ့ဘယ်လိုမျိုးသုံးသပ်ခြင်းလဲ ဟိုကလေဒီအဓိကကလေဟိုစစ်တက်ကပြောတဲ့ဇကားတော့ကျွန်တော်ထင်တယ်ကျွန်တော်တို့တွေမဟုတ်ဘူးဘသူမှတော့မယုံဘူးပြည်သူလည်းမယုံဘူးဗျအဲ့သူ့ဇကားကိုယုံတယ်သူ့ကိုထောက်ခံတယ်ဆိုတဲ့လူတွေယူနေတယ်ဟိုပြောမဲ့ဆိုကြက်မဟုတ်အုံနောက်အုံနောက်မရှိတဲ့လူပဲကျွန်တော်ပြောရမှာပေါ့နော်ခက်ရှင်ရဲရဲပြောရင်ဘာလို့တော့ဟိုစစ်တက်ကဘယ်တော့မှခရီးတီးခဲ့တာမဟုတ်ဘူးဟိုတမိုင်းเจ้าမှလည်းပြန်ကြည့်လိုက်တောက်လျှောက်အမျိုးမျိုးကလိန်စင်ညမ်းစင်ပြီးတို့တို့တောက်လျှောက်တို့တို့ပြောတဲ့ပါဇက်ကတမျိုးလုံးတော့တမျိုးခုလဲအဲ့လိုပဲခုလဲခုဟာက ိုတရုတ်ကဖီအားကြောင့်ဖြစ်ဖြစ်ဖို့များတယ်ပေါ့နော်ခုလက်ရှိအပြစ်ရက်လိုက်တယ်ဆိုတော့တရားဝင်ကျင်ညာတာလေဟိုသူနေတော်မကူဘူးလေနေတော်မကူချက်ချင်းကျင်ညာတယ်ဆိုတော့လေဒါကအရှင်းညွန့်လုံးဝဒါအခုကျွန်တော်တို့ကအခုပြောတဲ့အချိန်မှာကိုတောက်ချဖုံးနေကျဲနေတာဗျာဟုတ်တယ်အဲအခုငလင်စဖြစ်ပြီးငလင်နှုတ်ပြီးနောက်နေငလင်နှုတ်တဲ့နေ့မှာလည်းကျဲတယ်ငလင်နှုတ်ပြီးတော့တောက်ချကျဲလာတယ်အခုအပြစ်ရက်တယ်လို့ဗဇက်ကပြောပြီးတော့လဲတောက်ချဖုံးနေကျဲတာပဲအဲ့တော့ ဟိုရှင်းပြောရင်ဗဇက်ကသူ့ဟာသူဒါသူသူများတယောက်ယောက်ကဖိအားပေးလို့ဒါသူမလွဲတာလို့ထုတ်လိုက်တဲ့ပုံစံမျိုးလို့တာပေါ့နော်ခုနကဒီတိုင်းသားအဖွဲ့တွေဆိုအကုန်လုံးနှိပါရက်တယ်လို့သူတို့တရားဝင်ထုတ်ကြတချို့မထုတ်တဲ့အဖွဲ့ဆိုတော့ဥမာ KNU လို့ပါဆိုတော့တရားဝင်မထုတ်တာမထုတ်မဲ့သူတို့ဘာပြောလဲဆိုတော့ KNU ကပြောဝင်ရှိသူတယောက်ပြောနေကျွန်တော်နားထောင်လိုက်တာပေါ့နော်လူဆိုလို့ရှိရင်တဲ့လူသိလူလူသိရမှာပေါ့တဲ့ကျွန်တော်တို့က ျွန်တော်တို့ထုတ်စာထုတ်တာမထုတ်တာလဲစာထုတ်ခုနမင်းအောင်လိုင်ဆိုစာထုတ်ပင်မလဲလုံနေရပဲပေါ့နော်အဲကျွန်တော်တို့စာမထုတ်ပင်မဲ့ကျွန်တော်တို့ကလူလူသိပါလေတဲ့ကျွန်တော်တို့အကုန်လုံးရက်ထားတယ်တဲ့ဟိုကျွန်တော်တို့ဟိုလူစိတ်ရှိဖို့ပဲခုကအဲသူ့စကားနားထောင်ပြီးပြောမယ်ဆိုမင်းအောင်လိုင်ကလူစိတ်မရှိဘူးဆိုတော့လူစိတ်မရှိဘူးဆိုတဲ့ဟာသွားပြီးပေါ်လွင်တာပေါ့နော်ဘာကြောင့်ဆိုတော့အဲခုနကျွန်တော်ရှေ့မှာလည်းပြောခဲ့ဆိုကျွန်တော်တို့တိုင်းပြည်အုပ်ချုပ်တဲ့လူဆိုတာက ဟိုတော်ဖို့တက်ဖို့တဲ့ဟိုဘယ်လိုခေါ်မလဲကိုဒီနှလုံးသားလှဖို့လိုတယ်ဗျာခေါင်းဆောင်တရားခေါင်းဆောင်တရားပါကျွန်တော်နှလုံးသားတော့ပြည်သူပေါ်တကယ်ကျင်နာဖို့ခုဟာကဒီ main online လို့မှာကဒီစစ်တပ်မှာခေါင်းဆောင်တွေမှာလုံးဝအိုက်စိတ်လုံးဝမရှိဘူးလုံးတော်တော်ကိုကြောက်ဖို့ကောင်းလာပေါ့နော်လုံးဝကောင်ပါပဲအခုလက်ရှိအဲ့တော့ तू ဒီလိုလူမျိုးရဲ့စကားတော့ဘလို့မကိုယုံနိုင်စရာအကြောင်းကိုမရှိဘူးအခုလက်ရှိလဲ तू ကိုယ်တိုင်လက်ခုလက်ရှိလက်တွေ့ပြနေရပဲဘုံနဲ့ကျဲပြီးနေ့စဉ်ဘုံနဲ့ကျဲတယ်အခုဒီငလင်လှုပ်ပြီးနောက်ပိုင်းမှာကိုရသားထိခိုက်မှုတွေအခုဒါ အရက်ဘက်အဖွဲ့တွေဒီဟွာလေးမှာလည်းတရားဝင်တွေထုတ်ပြန်ထားပါဘွာရက်ဟိုဒီရက်သားထိကမ်းမှုဘယ်လောက်ရှိတယ်ဆိုတာပေါ့နော်အဲ့လိုပဲကျွန်တော်တို့တွင်မဟုတ်ခုနိုင်ငံတကာလည်းသိနေပြီနိုင်ငံတကာကျွန်တော်တို့ထိုင်းသတင်းထိုင်းမီဒီယာတွေမှာကြည့်လိုက်လို့ရှင်ဒီမင်းအောင်လိုင်ကဒီငလင်လှုပ်ပြားတော်မှာဘုံတွေဘလို့ကျဲတယ်ဆိုတဲ့ဟာလေးပြီးတော့ခုအနောက်နိုင်ငံမီဒီယာတွေခုဟိုတခြားဒီတခြားခုဥပမာအိန္ဒိယလိုအဲ့လိုတခြားနိုင်ငံတွေအရင်တော့တိုက်စိတ်ဝင်စားခဲ့တဲ့လူတွေကပြည်သူတွေဆိုတာခုသိနေပြီ ဒါကျွန်တော်တို့တွေပြည်သူတွေတွေကျွန်တော်တို့တွေသိတာမဟုတ်ဘူးဒီ main online ဒါမျိုးငလင်လှုပ်ပြီးတော့တော့မဘုံနေကျဲပြီးရဲဆက်နေလှုပ်နေတယ်ဆိုတဲ့ဟာကိုအဲ့တော့ဟိုကျွန်တော်တို့ထွေထူးတောင်ပြောစရာတော့မလိုတော့ဘူးလို့ဆင်းဟုတ်ကဲ့ဟိုကကလူသားနေနေရောပြောပြပြပါအခုအဲ့ဟိုပရမသကပြန်ပြန်ပြီးတော့နေဖြေရမယ်ဆိုရင်ဒီ main online ရဲ့ဥစ္စာရဲ့ကြီးညာချက်ကယုံစရာဆိုစစ်တဲ့ဒီရဲ့ဟိုပါဘောပုံမှန်သဘောတရားရဲ့အမြဲတမ်းမှတ်မှန်လိမ့်နေတာမှတ်မှန်လိမ့်နေမှတ်မှန်လိမ့်နေအဲအမြဲတမ်းတခုခုဆိုဒီဘက် ငလင်ဖြစ်သွားပြီတဲ့အချိန်မှာဒီဘက်ကဖွဲ့စည်းပြီးပြည့်ရက်ပါမယ်ကျင်းချင်းညပါမယ်ကူညီပါမယ်ကဲသေးပါမယ်အာမကညပေးပါငါလာရပေါင်းဆက်ပါမယ်ဒါမျိုးကြီးညာကြချက်ချင်းထွက်တာချက်ချင်းတို့ဟိုဟာဟိုကူညီကဲသေးနိုင်အောင်အာကျုံမတက်လို့တာဒါပေမဲ့ तू อ่ะအဲ့အချိန်မှာ तू อ่ะဘုံချင်းမပြတ်ဘူးဘုံချင်းဘုံချင်းမပြတ်ဘဲနဲ့ပြည်သူလူထုကိုအဲ့မှာတောက်လျှောက်အဲ့မှာဟိုဘုံကြီးကျဲပြီးတော့မှလေဒီကြောင့်တိုက်ခိုက်မှုလေဒီကြောင့်တိုက်ခိုက်မှုလေရရဆက်ဆက်လုံနေတဲ့ဥစ္စာမှာဒီကဘာအရာကိုကောက်ကောက်ဝင်ညင်သွားတယ်ဒါပေမဲ့အဲ့မှာတစ်ခုပါပြန်ဖြစ်လဲဆိုတော့ဒီဘုံကျဲတဲ့ဒဏ်ကတော့ဒီကျွန်တော်တို့ဒီ ီပျော်လင်းနေမြည်ဒီမှာအများသောအားဖြင့်ဒီဘက်ကပြည်သူလူထုတွေကခံစားပြီးသားငကိုတွေကသူတို့ဒီရွာမိရှုခံလာရတဲ့အတွက်နေအိမ်ဒီမှာလည်းမအိပ်ရတာတော်တော်တော့ကြာပြီမြို့ပေါ်လူထုန်းသားတာဒီငလင်ကြောင့်အခုမှခံစားရတာပေါ့ပြောမစင်ပဲနဲ့နည်းနည်းတော့မြို့ပေါ်လူထုန်းသားတော့ကိုချင်းစာတက်တော့သွားမယ်လို့တော့မြင်လာပါဗျာဒါပေမဲ့သူတို့ငကိုတွေကတော့ကိုချင်းစာပါတယ်ဒါပေမဲ့တကယ်ဒီလိုလူကြီးဖြစ်လာရင်ဩမြဝါဒနေကြောင်းမြဝါဒနေဒါကြီးဖြစ်လာပါလားဆိုတဲ့ဥစ္စာမှာဒီချိန်မှာမှဗျာဒီအာနာရှင်ဆိုတဲ့ဥစ္စာကငါတို့ဒီလိုတော့မကူဒါကြီးဖြစ်နေတာတော့မှသူကတခြားတွားပြီးတော့မှဟိုဟို ပွဲတက်တဲ့အခမ်းအနားမျိုးတွေသွားကျင်နေတယ်ပြီးတော့ဒီတကြံလူမန်တဲ့မျိုးတွေစောက်ပြီးတော့လှုပ်ချင်နေတယ်ဝိုင်းပြီးတော့ပြောကြလို့ဆိုတာပြဖြတ်ပါတယ်ဆိုတော့ဟာမျိုးလှုပ်တာဟုတ်ဒီချိန်မှာမြင်ကောက်ကောက်ငွေမြင်ရတဲ့အချိန်မှာပျက်ပျက်သားသားဒေါ်လာတင်းပြီးလို့တော့ကျွန်တော်မြင်တယ်ဟုတ်ကဲ့